ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နန်းရွယ်ချန်နယ်နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီကနေ့လာရောက်တင်ဆက်ပေးမယ့်ဆက်လန်းလေးရတော့လူနဲ့တကြားမင်းကြားကဆက်သွယ်မှုလို့အမြင်ရတဲ့ဆက်လန်းလေးကိုလာရောက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဆက်လန်းလေးမစတင်ခင်မှာနန်းရွယ်ချန်နယ်လေးကို like and subscribe လေးလေးလုပ်ပေးပြီးတော့ VPN လေးလေးဖွင့်ပေးသွားကြအောင်နော်။မိုးကြီးလေကြီးရွာသွင်းတဲ့ညတနာမှာဖြိုးမောင်အားကြောင့်တရင်တွေကြည်နေခဲ့ပါတယ်။ အမှန်တော့ငါ့တကြမင်းမင်းကိုတရင်နေလာပြောပြဖို့အတွက်စေလွတ်ခံရတဲ့လူတယောက်ပါဖြိုးမောင်อืมဒါမှမဟုတ်ငါကလည်းတကြမင်းကနေပြီးတော့လူဝင်စားတာများလားမလေးဘဝဘဝကြုံရလဲဆုံးလို့ကျွဲနွားတွေမွေးတော့လဲအကုန်လုံးသိကြက်တွေဘဲတွေမွေးပြန်တော့လဲကလေးမမွေးဥမဥနဲ့အတူတူစားဖို့စားဖက်တော့ဖို့တော့ဖက်တငယ်ချင်းနေတော့ငါစီမလာတာကြပြီခြေရလေးတော့မမြင်ရတော့อืม ကမလေးကျောင်းစင်တော့ပြောမနေနဲ့တော့တရက်တောင်ရေးစားဖြစ်လိုက်ရမှာမဟုတ်ငါ့ကိုကိုယ်ရလောက်ပြီးဟာသခင်လေးတထင်းနဲ့တထင်းကတော်ကထမင်းစားဖို့လာခေါ်ခိုင်းလိုက်လို့ပါဟုတ်ကဲ့ကျွန်တော်သွားလိုက်ပါမယ်ဘဝကလည်းစိတ်ပြတ်ဖို့ကောင်းလိုက်တာထမင်းစားဖို့အရေးတက်လေကနေအကြီးစိတ်ရတယ်တထင်းဖြစ်ပြီးတော့တိုက်မြင့်ရေးပေါ်နေရတာလည်းမလွယ်ပါဘူးတထင်းဆိုတော့လေအချိန်တော့နည်းနည်းပြီးရမှာပေါ့နော်ပပမမကျွန်တော်တခုလောက်တိုင်ပြင်ဆရာရှိတယ် တနေ့တနေ့တူလိုတွေပတ်စံသုံးပြမနေသွားချင်ဘူးဘဘာမမအိုကိုကြီးလှုပ်ဖို့ကျွန်တော်စီဝါရေးတစ်ခုလောက်လှုပ်ချင်တယ်ဘဘာမမတာလီတာလီဒီလိုပြောလာတာကြတော့အဖေဘလောက်ဝမ်းသာလဲသိရလားอืมဒါဆိုရင်နောက်နေ့ကျရင်တာလီကုမ္ပဏီဝင်ခက်လေအမေတို့ကုမ္ပဏီမှာအခု အလောက်တွေတော်တော်လှုပ်ထားတယ်တာလီစိတ်ဝင်စားတဲ့ကုမ္ပဏီကိုဝင်ပြီးတော့လှုပ်ကင်ပေါ်တာလီရဲ့ တစ်လိုနဲ့ဖြောင်းမောင်ကုမ္ပဏီထဲမှာအလောက်ဝင်လောက်တာပဏိယမမကြသေးပေမဲ့သူတို့ကုမ္ပဏီချင်းပတ်စံတွေကွာဟနေတာကိုမြင်သွားခဲ့ပါတယ်။ဟင်အခုငါကုမ္ပဏီထဲမှာပတ်စံတွေကွာဟနေတယ်။ပပမမကျွန်တော်တို့ကုမ္ပဏီအရှုံးတွေပေါ်တော့မယ်။ဒီလိုနဲ့ဖြောင်းမောင်လည်းသူ့ပပမမစီကိုပြေးလွန်သွားခဲ့ပါတယ်။သူ့ပပစီရောက်တာမကြသေးခင်မှာပဲသူ့ပပဒီလိုတွေပြောလာခဲ့ပါတယ်။ဒါလေပပစီလာနဲ့အတော်ပဲ။ပပတို့ကုမ္ပဏီ အရှုံးတွေပေါ်သွားပြီတာလီရဲ့တီလိုနဲ့ပြောမောင်နဲ့သူ့မမလည်းကုမ္ပဏီအရှုံးပေါ်သွားတယ်ဆိုတာကိုတီလိုက်ရပါတယ်အဲ့နောက်သူတို့မိသားစုကလည်းတောရွာလေးမှာလာရောက်ပြောင်းရွှေ့နေထိုင်ပြီးတဲအိမ်တသေးလေးတစ်လုံးထဲမှာခက်ခက်ခဲခဲနဲ့ဘဝကိုရုန်းကန်လာခဲ့ရပါတယ်တီလိုနဲ့လင်းကားလာလောက်ကြာလာတဲ့ချိန်မှာပြပြွှွှွှင်ရှင်နဲ့နေထိုင်ဖို့တဲ့သူ့အဖေနဲ့သူ့အမေရဲ့သူ့ရဲ့မိသားစုလေးဟာ တာယာလွန်လာသလောက်အခုတော့တခက်ခဲဇန်တဲ့တဲ့ဘဝကိုရင်ဆိုင်နေရတာပါဒါပေမဲ့သူစိတ်တက်ခွန်အားတွေကြာတော့မဲ့အချိန်မှာပဲသူတို့ထက်တုတ်ခတ်ဆင်းရဲမှုများစွာနဲ့ကြုံနေရတဲ့လူလဲရှိနေသေးတာကိုတတိယသွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းဖြိုးမောင်ကလည်းဘယ်အလို့မဆိုအကုံကိုလှုပ်နေခဲ့ပါတယ်တန်းတန်းတဲ့အလုပ်တွေတော့မလုပ်ပေမယ့်ဟင်းသီးဟင်းရက်တွေရောင်းချက်အပြင် online တွေပေါ်မှာလည်းအထည်တွေရောင်းနေသေးပါတယ် ချက်ကကတော့အားလုံးပဲမင်္ဂလာမနက်ခင်းပါဒီနေ့မှဆိုရင်တော့ကျွန်တော်ကပစ္စည်းလလကော်ရတီကောင်းကောင်းနဲ့အဝတ်စားတွေလာရောက်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ဝတ်ထားတဲ့ချိန်မှာလဲပေါ့ဘာလွတ်လပ်မှုအပြည့်နဲ့ကာမလေးတွေကိုလည်းဆွဲဆောင်နိုင်အောင်မယ်နော်။လာဝဲကြပါလာဝဲကြပါဒီအခွင့်ရေးကိုလုံးဝလက်မလွတ်မိစေနဲ့နော်။ဘာလို့လဲဆိုရင်ဒီနေ့ကျွန်တော်လာပြပေးတဲ့အထည်လေးတွေကပစ္စည်းကောင်းလှလည်းလှတဲ့အပြင်ဈေးနှုန်းတွေလည်းချိုးတာတယ်။လာကြည့်ကြပါ လုံးဝစိတ်ကြိုက်ပြည့်သွားစေရမယ်။ ဒီအင်ဂျီတွေစင်ကျွန်တော်လုံးဝအာမခံနေ၃နှစ်၃မိုးဝတ်တာတောင်လုံးဝအယောင်မကျွတ်မရွေးစေရဘူးတကယ်လို့ကျွန်တော်စီကနေပြီးတော့တပန်လက်ကားယူချင်နေဆိုရင်လည်းစိတ်နှုတ်ချွတ်ချွတ်တသားနဲ့လှုပ်ပြီးသွားအောင်မနော်အခုချက်ချင်းဝယ်ထားကြပါဒီခစ်ဒီခါမှာကုံစင်းနှုတ်တွေဘလောက်တက်နေရလဲဆိုတာအားလုံးအသိပဲကုံစင်းနှုတ်တွေအပဲချင်းထက်တက်သွားအောင်မလဲဆိုတာကျွန်တော်လည်းအာမမခံနိုင်ဘူးကဲကြပါမယ်ကျွန်တော်ကတော့အတက်နိုင်ဆုံးအားလုံးကိုအဆင်ပြေစေအောင် စင်းနှောင်းလေးတွေကိုစီစဉ်ပေးထားမှာမလို့တကယ်လို့အခုမဝယ်ချင်သေးဘူးအကြိုက်မတွေ့သေးဘူးဆိုရင်လေကျွန်တော်ရဲ့အကောင့်လေးကိုအသေးလေးပေးနောက်ချက်တခါလာဝိုင်လို့လည်းအဆင်ပြေအောင်ပြီးတော့ကျွန်တော်ကိုချစ်တယ်ဆိုရင်လေခီဆန် channel လေးကို subscribe လေးနဲ့ like လေးနှိပ်သွားကြအောင်နော်ကဲလောက်ပြီးပြီအခုစရင်ကမင်းရဲ့ပြိတက်ဖြစ်နေပြီနော်ငါရဲ့နာမည်ကတော့ကာလကဒါတဲ့ဟမ်ဒီမှာတယောက်တော့တွေ့ပြီ နမဲကဘာပလို့တော့မလကတအေးနမဲကအစင်းလေးတော့ကောင်းပြီကောင်းပြီဒါဆိုရင်ခမည်းကကျွန်တော်ရဲ့ပြိတက်ပြစ်ပြီးဆိုရင်တော့ကန်ကောင်းသွားပါပြီကျွန်တော်ရဲ့ပြိတက်ပြစ်တဲ့တယောက်အနေနဲ့ကျွန်တော်ကလက်ဆောင်လေးပေးသွားချင်တာမလို့ဖုန်းနံပါတ်လေးနဲ့နေရက်လိပ်စာလေးလာပို့ပေးဖို့မမေ့နဲ့နော်တနေ့မှာတော့ဖြိုးမှာမှာပစ္စည်းတွေလာပြန်ရောင်းဖို့အတွက်မြို့ထဲပစ္စည်းတွေတွားဝယ်နေတော့သူနဲ့ငငယ်ကလေးကစော့ပေါ်စော့ဖက်ဖြစ်တဲ့ မောင်ပိုင်ကိုတွေ့လိုက်ရပါတယ်ဟင်းဖြိုးမောင်ဘလို့နေလဲနေကောင်းကျမရလားငါနေ့ရက်တည်းကိုကြားပါတယ်နေတို့ကုံဒီအရှုံးပေါ်သွားပြီဆိုအခုတော့ပြန်မနေထိုင်ကြရလဲအခုညီလို့တယ်ဆိုရင်လည်းပြောနော်အေးပါမင်းတို့တွေနေနိုင်စားနိုင်တယ်ဆိုတော့ငါဝမ်းသာပါတယ်ဒါပေမဲ့တိတ်ပြရလဲမှန်တက်မနေနဲ့အောင်ရှေ့ရေးစွာဘသူမှမြင်နိုင်တာမဟုတ်ဘူးဒါပေမဲ့ငါကလည်းကိုယ့်အကိုရှာဖွေစားတော့နိုင်ပါတယ်အခုချိန်ကြီးဘသူ့မှာတောင်းတောင်းစားရသေးဘူး ရှုံးသမားကလည်းလေနည်းနည်းလေးမှစလို့မရအောင်နော်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တရင်ကိုအိပ်ပြီးကြည့်နေတဲ့ဖြုံးမောင်ဖက်ကိုလာကြည့်ကြရအောင်ပါရှင်အင်းမနှက်ပြန်တော့ဖះလေးသွားကြောင်းလေးကြက်ပြောကုသူကောင်းမှုလုပ်အောင်မှာပဲဒီလိုနဲ့မနှက်စောစောစစ်စီဖြိုးမောင်နဲ့ရွှေအောင်ကြွားလဲဖုန်ကြီးချောင်းကိုတွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာဖုန်ဖုန်ကသူ့ကိုလေးတောင်းပုံတသေးလေးတစ်ခုလက်ဆောင်ပေးလိုက်ပါတယ်လက်ဖြန့်လိုက်ပါတကအခုကစပြီးတော့ ဝတ်ကြွေးတွေအကုန်လုံးကျေးပြီနော်တောက်ယူပြီးတော့ပြန်အိမ်ရောက်မှတောက်ဖွင့်ကြည့်ပါ ဖြိုးမောင်ကလည်းပုံပုံပြောတော့နားမလဲပဲနဲ့ကြည်နေခဲ့ပါတယ်ဒါပေမဲ့ဖုံဖုံကဘာကြောင့်ဒီလိုပြောတာလဲဆိုတော့သူပြန်မမေးခဲ့ပါဘူးအိမ်ပြန်ရောက်တဲ့ချိန်မှာတော့သူအဲ့ပစ္စည်းကိုဖွင့်ကြည့်လိုက်တယ်အဲ့ပစ္စည်းကိုဖွင့်ကြည့်လိုက်တဲ့ချိန်မှာတော့အလင်းတန်းတစ်ခုကထွက်ပေါ်လာပြီးတစ်ချိန်တည်းမှာပဲလေပြင်းတွေတိုက်ခိုက်လာခဲ့ပါတယ်တကယ်တော့အဲ့ဒီပစ္စည်းက နှက်ပြေကိုပြန်ရောက်စေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။အဲဒီအချိန်မှာဖြိုးမောင်ကလည်းအောင်ရွှေရဲ့လက်ကိုဆွဲပြော့တူတူတက်သွားခဲ့ပါတယ်။အပေါ်ရောက်တဲ့အချိန်မှာတော့လှပကြော့ရှင်းလို့တဲ့ပုံစံကိုမြင်ပြီးတော့အံ့ဩနေခဲ့ပါတယ်။ဟမ်ဒါပဲနေရလဲဟာအရန်ကိုလာတာပဲ။ငါအိမ်မက်တဲ့အတိုင်းပဲကွာ။ဒါဒါကနှက်ပြေဒါမှမဟုတ်ငါတို့တွေတည်သွားပြီလားဟာ။မဟုတ်ဘူးငါတို့တွေမတည်သေးဘူးမလား။ ငါတို့တွေဒေသွားတယ်ဆိုရင်လည်းနတ်ပြည်မရောက်တော့ဘူးဟာအလိုလိုနေရင်တရားမင်းတပားကသူတို့နာရောက်လာခဲ့ပါတယ်ရောက်လာပြီလားငါကလူပြည်မှာတည်ပြောနတ်လာဖြစ်နေတာကြာပြီဒါနဲ့နေပါဦးသွားတော့တယောက်တည်းပါအခုကျတော့ဘလို့လို့နှစ်ယောက်ပြန်ရောက်လာရလေဟုတ်ကဲ့ကျွန်တော်လည်းခမ ्या ပြောတာအိတ်မယုံကြည်ချင်းငါ့ချင်းမင်းအထက်တွေမင်းနေပြီထင်တယ် ဒါဆိုရင်မင်းရဲ့တွေ့ကြည့်ပြန်သတိရလာအောင်ငါလုပ်ပေးမယ်ဒီလိုနဲ့ဖြိုးမောင်ကလည်းသူ့ဘဝဆက်ချောင်းအမှန်ကိုတည်လိုက်ရပါတယ်သူကတကြားမင်းတစ်ပါးဖြစ်ပြီးတော့အရန်ကိုချောမောင်လှပလွန်းတဲ့ရုပ်ရည်ရှိတာကြောင့်မျက်နာလည်းအရန်ဆန်းပွင့်တဲ့သူတယောက်ဖြစ်နေတဲ့အတွက်နှစ်သမီးတွေအားလုံးကသူ့ပြန်ဆိုင်ဝိုင်းလို့ရင်ကျန်ပွဲတစ်ခုဖြစ်ခဲ့ရပါတယ် ဒါကြောင့်မလို့နှမင်းကြီးကအရန်ချောမောလွန်းတဲ့ဖြိုးမော်ပြစ်တဲ့ဘေးတဲ့အနေနဲ့လူပြူသွားနေခိုင်းတာပဲဖြစ်ပါတယ်။ငါပြောသားပဲ။ငါအပေါ့တတိလူမဟုတ်ပါဘူးဆို။ဒါတော့ကုလားမယ်။လူပြူပြန်သွားနိုင်မယ်။နီးလန်းတစ်ခုပဲ။ပတ်စံသွားယူပြီးစီဝဲထော်လာကြည့်သေးချက်ဒါမှဒီကောင်လေးကိုလူပြူပြန်ပို့လို့ရမှာ။ဒါမှမဟုတ် ဒီနှက်ပြေမှာနှစ်20လောက်နေဦးမှာလားဟမ်ဒါတကယ်အတွေးကောင်းမယ်ဒီလိုနဲ့ဖြုံးမောင်နဲ့အောင်ရွှေတို့နေရပါလေနှက်ပြေမှာဘဝကိုတတရရနဲ့ဖြတ်တန်းသွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါရှင်နန်တိုလေဆလန်းလေးရတော့ဒီမာရင်ပြီးဆုံးသွားပါပြီရှင်နောက်ထပ်ဆလန်းတွေမှာလည်းဘလို့စိတ်ဝင်စားစရာဆလန်းကောင်းလေးတွေကိုလာရောက်တင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်